အလုံးပဲမိကလာပါရှင်မန္တလေးခေတ္တတရင်ဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမြို့နယ်မှာစစ်သားနှစ်ဦးလက်နက်တွေနဲ့အလင်းကွင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမြို့နယ်မှာစစ်ကောင်စီတပ်သားနှစ်ဦးလက်နက်တွေနဲ့အလင်းကွင်လာတဲ့တို့မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘကဖကဒီကနေ့အောက်တိုဘာ28ရက်မှာထုတ်ပြန်ပါတယ် မနေ့ကအောက်တိုဘာ28ရက်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲခံရတဲ့စစ်မှုရန်တပ်သားတွေဖြစ်တယ်လို့ဆိုပါတယ်။သူတို့နှစ်ဦးကစစ်ကောင်စီတပ်စခန်းကနေ Titan Fort မုံရွာအမှတ်နှစ်တိုက်နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့နဲ့ချိတ်ဆက်ပြီးအလင်းဝင်လာတာလို့ဆိုပါတယ်။ကြောက်ကရွှေကူနီမှာတပ်ဆွဲထားတဲ့အဖွဲ့တွေကထွက်ပြေးလာတဲ့သတင်းရထားပါတယ်လို့မုံရွာပကဖတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။ ခပ်ပြေးလာသူနှုတ်ဟာအရာဝတီတိုင်းကဖြစ်ပြီးစစ်မှုထမ်းပေါ်တာဆွဲတာကြောင့်ပါလာသူတွေလို့သိရပါတယ်။သူတို့စကန်းချထားတဲ့နေရာကသူတို့ပရဝုံပဲ။အဲ့ဒါအပြင်ဘက်ရောက်ရင်ကျွန်တော်တို့နေမြေတွေကြီးပဲကို။နောက်ထပ်ကသူတို့မြေပြင်ထိတ်ဆက်မှုလည်းရှိကြလို့ပါ။အဲ့ဒီတော့အများကြီးလဲထွက်ပြေးဖို့မလိုဘူးလေလို့မုံရွာမြို့နယ်ပါကဖတာဝန်ရှိသူကပြောပါတယ်။မော်ရွာမြို့နယ်ကြောက်ကရွာကိုထိုးလာတဲ့စစ်ကြောင်းနဲ့စီးပွားရေးတက္ကသိုလ်ကထွက်လာတဲ့စစ်ကြောင်းတွေဩဂုတ်လကတိုက်ခိုက်ခံရပြီး 40ဦးသေဆုံးကအဲ့ဒီတုန်းကမုံရွာပကဖကရှာခဲ့တဲ့စရဲမှာပြည်သူစစ်တွေအများဆုံးဖြစ်တယ်လို့သိရပါတယ်။မုံရွာမြို့နယ်ပကဖတာဝန်ခံကတကယ်တော့သူတို့ကစကစလူလိုင်းလုံးကြီးတက်လာတယ်ဆိုတာရှေ့ဆုံးကနေထိုးချွေးလိုက်ရင်ပါစပြည်သူစစ်တွေကိုပဲထိုးချွေးလိုက်တာ။အဲ့တော့ပါစတွေအနေနဲ့တက်နိုင်သလောက်ဒီနယ်မြေအခြေအနေမှာကိုရောက်နေတဲ့ပတ်ဝန်းကျင်ကိုလေးလာဒီဘက်ကနည်းနည်းလေးထွက်ယုံနေတော်လိုင်းရေးတက်တွေရှိတဲ့နယ်မြေကိုရောက်နိုင်ရင်ပြေးဖို့ရအကောင်ဆုံးပဲ။ ထွက်လာခဲ့ကြပါလို့ကျွန်တော်တို့အနေနဲ့နှိမ့်ဆက်တာလည်းမရှိဘူးညှင်းပန်းတာလည်းမရှိဘူးရိုက်နှက်တာလည်းမရှိဘူးအခြေခံသဘောတရားမေးတယ်စစ်ရဇဝဲမှုမှာပါဝင်ထားတာရှိမရှိစစ်ဆေးတယ်မရှိရင်ဖြစ်ချင်တဲ့အတိုင်းကျွန်တော်တို့လုပ်ပေးပါတယ်လို့ပြောပါတယ်အလင်းဝင်လာတဲ့တပ်သားတွေက MA3 တလက် MA11 တလက်ပါရှိလာတယ်လို့လည်းသိရပါတယ်ဒါပြင်အလင်းဝင်လာသူနှစ်ဦးစလုံးကစစ်ရဇဝဲမှုနေတဲ့ပတ်သက်မှုမရှိတာကြောင့်သူတို့ဖြစ်ချင်တဲ့ဆန္ဒအတိုင်းစူးစမ်းဆောင်ရွက်ပေးသွားမယ်လို့မုံရပကဖရဲ့ထုတ်ပြန်ချက်မှာ ပေါ်ပြပါတယ် ဩဂုတ်ရှိရကစလို့မုံရွာမြို့အနောက်မြောက်တိုင်စစ်ဌာနချုပ်နဲ့စီးပွားရေးတက်ကတူကနေထွက်လာတဲ့စစ်ကောင်စီတက်စစ်ကြောင်းကမုံရွာကျောက်ကအရာတော်လမ်းပိုင်းအပဝင်ကျောက်ကဘော်ဒီလမ်းပိုင်းတွေကိုတန်ချက်ကကားတွေစစ်မှုတန်းပါစာအင်အားတွေတုံးပြီးစစ်ကြောင်းထိုးဝင်ရောက်နေကြတာဖြစ်ပါတယ်။ဇမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အလုံးမဲရှင်လန်ချမ်းမြေကြပါစေရှင်။